လေးစားအပ်ပါသောဝန်ကြီးတွေ့ရတာရံဝန်းတာပါတယ်မင်္ဂလာရှိသောနေ့လည်ခင်းပါကြိုဆိုပါတယ် ဒီကက်ခဲတဲ့အချိန်မှာကိုဒေတာနဲ့ကိုနိုင်ငံတဝိုက်ကအချိန်တွေစိုးဝနေတဲ့အချိန်မှာရုရှားကိုလာလေရတာကျွန်တော်စိတ်မကောင်းပါဘူးလက်ရှိအဖြစ်ပြနေတဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ယာတီချက်ကိုကောင်းကောင်းတိထားပြီးသားလို့ထင်ပါတယ်ရုရှားကိုစားနိုင်ငံခြားရေးဝန်ကြီးဌာနကရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှလည်းကျွန်တော်တို့ကဆောင်ရွက်ခဲ့တဲ့အနေအထားနဲ့တိမာပါအီရန်ပေါ်ရန်ရန်စင်စားမှုလုံးဝမရှိတဲ့ရန်စားမှုတွေအခြေမြင့်မရှိတယ်လို့အကြောင်းပြချက်တွေလည်းမရှိပါဘူး ကျွန်တော်တို့ကတော့အီရန်နဲ့ကလာချာရှင်ကောင်းမွန်ပြီးယုံကြည်စိတ်ချရတဲ့ဆက်ဆံရေးရှိတယ်။ကျွန်တော်တို့ဘက်မှလည်းအီရန်ပြည်သူများအားတန်ဖိုးကူညီဖို့ကြိုးပမ်းလဲဆောင်ရွက်ရှိပါတယ်။မင်းတိတဲ့အချိန်ပဲငါနဲ့တယ်လီဖုန်းစကားပြောခဲ့တဲ့သမရတွေဘူတွေလဲဆိုတာဥမာနေနဲ့အမေရိကန်သမရတော်နဲ့ထွက်နိုင်လဲပြောခဲ့တဲ့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နာတယာဟူးနဲ့လဲပြောခဲ့တဲ့အာရဗ်စပေါင်းများပြည်တော်စုသမရမိုဟာမက်အနိုင်ယန်မင်းနိုင်ငံရဲ့သမရမဆူ ဥရောပနိုင်ငံဆိုင်ဝန်ကြီးတွေနဲ့လည်းတွေ့ဖို့ရှိပါတယ်။မင်းဒီနေ့မော်စကိုမှာရှိနေတာအရန်ပြောတယ်။ငါတို့ရဲ့အရေးပေါ်ပြဿနာအလုံးကိုဆွေးနွေးဖို့အတွက်အခွင့်အရေးပေးကြတာပေါ့။အရှင်တွေကိုဘယ်လိုဖြစ်ရှင်းရမလဲဆိုတာကိုအတူတူစဉ်းစားကြတာပေါ့။အီရန်တမန္တာနဲ့အဓိပတိခေါင်းဆောင်အလီခါမနီတို့နှစ်ဦးစလုံးအားကျေးဇူးပြုရဲ့ဆုမကောင်းတောင်းအပ်ပါတယ်။ပြီးတော့မှအီရန်ဝန်ကြီးချုပ်ကဆက်ပြီးတော့ပြောပါတယ် လေးစားအပါတော်သမရာကြီးခင်ဗျာဒီနေ့တွေ့ဆုံခွင့်ရလို့ဝမ်းသာပါတယ်မန်ကန်စွာပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ရဲ့ဒေတာတွင်းကြက်တဲတွေနဲ့ပြဿနာတွေပုံမစိုးရလာချင်းမှာဤအစည်းအဝေးကဖြစ်ပြနေရတာပါဒီမှာဆက်ချတဲ့အတိုင်းပဲကျွန်တော်တို့ကအရင်ရင်းနှီးပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြပါတယ်။မကြသေးမီနှစ်များအတွင်းမှာကျွန်တော်တို့ရဲ့နိုင်ငံစလုံးဟာပြည်ညာမြောက်ဖြစ်နေဆက်ဆံရေးကပြည်ညာမြောက်ဖြစ်လာခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာလူကျိုးရေးဆိုင်ရာကိစ္စရာတွေအပါအဝင်နဲ့ပဲအားလုံးမှာ ျွန်တို့ရဲ့ရုရှားလူဘောကံပဲများနဲ့ပုံမှန်တိုင်ပင်ဆွေးနွေးနေကြပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်နယ်ပယ်မှာမိဖက်အနေနဲ့ရုရှားဖက်ဒရေးရှင်းပူရှာကအီနျူကလ িয়ার တာအောင်ပေးစယုံတိဆောက်ချင်းကျွန်တော်တို့ကိုကူညီပေးနေတယ်။ရုရှားကဒီနယ်ပယ်မှာနျူကလ িয়ার သဘောတူညီဆွေးနွေးပွဲမှာလည်းကူညီပေးနေတယ်။ရုရှားဖက်ဒရေးရှင်းကကျွန်တော်တို့အားတိတ်ကကောင်းတဲ့သဘောတူညီချက်တွေရရှိဖို့အတွက်ကူညီပေးရမှာအပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ဒါပေမဲ့ချက်ချင်းလင်းမြင်ရတယ်လို့ပဲ တိုးမြင့်လာတဲ့အဆင့်ဟာနေ့စဉ်နဲ့အမျှတိုးလာပြီးတော့ကံမကောင်းစွာပဲသူတို့ကငါတို့ကိုတိုက်ခတ်ဖို့ဆုံးဖြတ်ထားတာကြောင့်ကျွန်တို့ရဲ့အဆောက်အုံတွေအစ္စရေးကတိုက်ခတ်ဖြစ်စီကြတယ်။ဒါတွေမကဘူး။နောက်ပိုင်းမှာအမေရိကန်တွေပါလာတယ်။အစ္စရေးနဲ့အမေရိကန်တို့ရဲ့ပြင်းထန်တဲ့လူရတွေကလုံးဝမတရားဘူး။ငါတရားလည်းမဝင်ဘူး။ငါတို့နိုင်ငံတကာစီမီတွေနဲ့နိုင်ငံတကာစံနှုန်းတွေကိုချိုးပေါက်ကြတယ်။အခုငါတို့ရဲ့အချုပ်အခြာအာဏာနဲ့ငါတို့ကိုနိုင်ငံကိုကာကွယ်ရမယ်။ကျွန်တော်တို့ရဲ့ ကာကွယ်ရေးကတရားဝင်တဲ့ဒီလိုရန်လိုတဲ့လောက်ရတွေကိုပြင်းပြင်းထန်ထန်စုချတဲ့အတွက်ကျွန်တော်တို့ရရုရှားလုပ်ဖို့ကံပဲတကယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်။ယနေ့ရုရှားနိုင်ငံကတမန်ရဲ့ညာဘက်ချမှာရှိပြီးတော့နိုင်ငံတကာဥပဒေကိုလေးစားလက်ရှိတယ်။ဒါအပြင်အတီးပတိခေါင်းဆောင်တဲ့အီရန်တမန်တော်မစ္စတာပစ်ကန်သူတို့ရဲ့မုံများတဲ့စုမုံကောင်းတွေကိုလည်းပေးခိုင်းလိုက်ပါတယ်။ဒီနေ့အရေးကြီးတဲ့ကိစ္စရတွေအားလုံးဆွေးနွေးနိုင်မယ်လို့မျှော်လင့်ပါတယ်။